ာပါရှင်ရခိုင်ပြည်နယ်ကြောက်ဖူမြို့နယ်မှာအာရခတပ်တော် ULAA နဲ့စစ်ကောင်စီအကြအစီအတင်းမှပြီးတိုက်ပွဲများပြင်းထန်နေချိန်မှာပဲတရုတ်လုံခြုံရေးကုမ္ပဏီဝန်ထမ်းတွေကြောက်ဖြူကိုရောက်ရှိလာခဲ့ပါတယ်ဖေဖော်ဝါရီလ26ရက်နေ့ကရန်ကုန်ကနေကြောက်ဖြူကိုပြန်တန်းဆက်ရောက်ခဲ့တဲ့ခရီးစဉ်မှာတရုတ်နိုင်ငံသား25ဦးပါဝင်ကြောင်းတွေ့ရပါတယ်အဲ့ဒီတရုတ်နိုင်ငံသား25ဦးဟာတရုတ်ပုတ်ကလစ်ကလုံခြုံရေးကုမ္ပဏီ PSC နဲ့စစ်ကောင်စီအကြား အကျိုးတူပူပေါင်းပြီးဆောင်ရွက်မဲ့လုံခြုံရေးကော်မတီတည်ထောင်ရေးလုပ်ငန်းကော်မတီရဲ့အစီအစဉ်နဲ့ရောက်ရှိလာတဲ့လုံခြုံရေးဝန်ထမ်းတွေလို့သိရပါဗျ။ဖေဖော်ဝါရီလအနောက်ပိုင်းကာလအတွင်းမှာကြောက်ဖြူကိုစုစုပေါင်းရောက်ရှိလာတဲ့တရုတ်လုံခြုံရေးဝန်ထမ်း90ဦးထိရှိကြောင်းလည်းဒေတာအခြေဆိုင်သတင်းတွေအရသိရှိခဲ့ရပါဗျ။အကျိုးတူပူပေါင်းမဲ့လုံခြုံရေးကော်မတီတည်ထောင်ရေးလုပ်ငန်းကော်မတီကို2024ခုနှစ်နိုဝင်ဘာလမှာတရုတ်နဲ့စစ်ကောင်စီအကြားတည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတရုတ်ရင်းနှီးမြှုပ်နှံမှုများနဲ့ဝန်ထမ်းများကိုကာကွယ်ရန်ပူတွဲလုံခြုံရေးကော်မတီတစ်ခုကိုတည်ထောင်ရန်တရုတ်နိုင်ငံကအဆိုပြုခဲ့ခြင်းဖြစ်ကြောင်းလည်းလေ့လာသိရှိရပါသည်။2024ခုနှစ်အောက်တိုဘာလ22ရက်နေ့မှာစစ်အစိုးရကနားလည်မှုစာချုပ်လာ MOU ရေးဆွဲရန်လုပ်ငန်းကော်မတီတရက်ကိုစတင်ဖွဲ့စည်းခဲ့ကြောင်းသိရှိရပါသည်။အဲ့ဒီလိုကော်မတီဖွဲ့စည်းမှုဟာတရုတ်မှာပြုလုပ်ခဲ့တဲ့မဟာမဲကောင်အစီအွေမတက်ခင်အချိန်ကြိုက်ဖွဲ့စည်းမှုလည်းဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့စစ်ရှုံးနေတဲ့စစ်ကောင်စီကြောင့်တရုတ်မြန်မာစီးပွားရေးဈေးနှံမှာပါဝင်နေစီမံကိန်းတွေရဲ့လုံခြုံရေးအတွက်စိုးရိမ်ပူပန်မှုတွေရှိလာခြင်းကိုပြေလျော့စေဖို့စစ်ကောင်ဆောင်ကအကြိုက်ဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ်။2024ခုနှစ်ဇူလိုင်လအတွင်းမှာတကောင်းနီကယ်စက်ရုံလုံခြုံရေးဖြစ်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်နက်ချပြီးနောက်ပိုင်းမှာတရုတ်စီမံကိန်းတွေရဲ့လုံခြုံရေးအတွက်စိုးရိမ်စရာဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။တရုတ်ဘက်ကအခုလိုလုံခြုံရေးဝန်ထမ်းတွေဆီလွတ်မှာကို စစ်ကောင်စီအနေနဲ့နှိုက်လိုက်လဲလဲလက်ခံခဲ့ပါတယ်။တရုတ်လုံခြုံရေးကုမ္ပဏီတွေကိုဂျားကန်ခုလုံးလုပ်ပြီးအေအပါဝင်တိုင်းရင်းသားလက်နက်ကင်တပ်များကိုလှည့်စားရက်အတွက်အသုံးချလိုခြင်းကြောင့်လည်းဖြစ်ပါတယ်။လက်နက်ကင်တော်လိုင်းအင်အားစုတွေအနေနဲ့စစ်ကောင်စီနဲ့ပြစ်ခတ်တိုက်ခိုက်မှုကမဆန်းမင်မဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေအတွင်တရုတ်နိုင်ငံသားလုံခြုံရေးဝန်ထမ်းတွေကိုထိခိုက်ပြီးပါကတရုတ်အစိုးရနဲ့ပုတ်တိုက်မှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။အဲဒါကြောင့်တရုတ်လုံခြုံရေးအဖွဲ့ဝင်တွေရောက်ရှိလာခြင်းက စစ်ကောင်စီအတွက်တစ်ချက်ခုတ်နှစ်ချက်ပြက်ကိန်းဆိုက်ခြင်းလည်းဖြစ်လာပါသည်တရုတ်စီမံကိန်းများလုံခြုံရေးအတွက်စစ်ကောင်စီရဲ့တာဝန်ရောကြသွားသလိုတရုတ်လုံခြုံရေးရှိတဲ့နေရာတွေကိုတော်လှန်ရေးအင်အားစုတွေဘက်ကတိုက်ခိုက်ဖို့ကန့်သက်ချက်တွေရှိလာတာကြောင့်လုပ်ငန်းတွေရပ်တန့်သွားမှာကိုလည်းမစိုးရိမ်ရတော့တာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်2008ခြေဥ်ကိုကျော်လွန်ပြီးပုဂ္ဂလိကလုံခြုံရေးဆိုင်ရာဝန်ဆောင်မှုဥပဒေကိုစစ်ကောင်စီဘက်ကထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။2008ခြေဥ်ပါ ပုံမှန်40နှစ်ခါဝေးအရာ နိုင်ငံတော်တွင်မြည်သည့်နိုင်ငံသားတပ်ဖွဲ့ကိုမှခြေချောက်ခွင့်မပြုဆိုတဲ့ပြဋ္ဌာန်းထားမှုကိုစစ်ကောင်စီကကြော်လွန်ခဲ့ခြင်းဖြစ်ပါတယ်။တော်လိုင်းအင်အားစုတွေကိုမနိုင်တော့တဲ့စစ်ကောင်စီဟာအာဏာတည်မြဲရေးအထောက်အပံ့ဖြစ်နိုင်ငံတော်နေနိမိတ်အတွင်တရုတ်လုံခြုံရေးအဖွဲ့ကိုခြေချခွင့်ပေးဖို့ရည်ရွယ်ခြင်းဖြစ်ပါတယ်။တရုတ်လုံခြုံရေးဝန်ထမ်းတွေလက်နက်ကင်ပြီးဝင်ရောက်ခွင့်ရအောင်စစ်ကောင်စီကအချိန်မီဆောင်ရွက်ပေးခဲ့တာလို့လဲဆိုနိုင်ပါတယ်။ပုဂ္ဂလိကလုံခြုံရေးဆိုင်ရာဝန်ဆောင်မှုဥပဒေမှာ နိုင်ငံခြားကုမ္ပဏီများလည်းလိုင်စင်လျှောက်ထားနိုင်ပြီးလိုင်စင်ရရှိတဲ့ကုမ္ပဏီကလိုအပ်ချက်အရာလက်နက်ခဲယံကိုင်ဆောင်ခွင့်လျှောက်ထားနိုင်ကြောင်းလည်းထည့်သွင်းပေးထားပါတယ်။ဒါကြောင့်တရုတ်လုံခြုံရေးကုမ္ပဏီများမှဝန်ထမ်းများဟာပြပပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီလို့ဆိုပေမဲ့လက်နက်ကိုင်ခွင့်ရမှာဖြစ်ပါတယ်။ຫນွေဥဒေါ်လာရေးကာလအတွင်းတချို့ဒေါ်လာရေးတပ်ဖွဲ့တွေမှာတယောက်ချင်းစီလူစောအောင်လက်နက်အပြည့်အစုံမတက်စင်နိုင်သေးတဲ့အနေအထားမှာ ိုင်ငံခြားသားတွေကလက်နက်ကင်ပြီးပြည်တွင်းကအနေအားတချို့မှာလုံခြုံရေးဆောင်ရွက်နေမှာပဲဖြစ်ပါတယ်။ဒေါ်လာရေးအင်အားစုတွေကကြီရေလေအစုံပိုင်းနဲ့အာဏာသိမ်းစစ်တပ်ကိုဖိအားပေးထားချိန်မှာပြည်တွင်းကုမ္ပဏီတွေအနေနဲ့ကတော့ပုဂ္ဂလိကလုံခြုံရေးဆိုင်ရာဝန်ဆောင်မှုဆောင်ရွက်ရန်အတွက်ရခိုင်နှုန်းနဲ့ပါနိုင်ပါတယ်။ဒါကြောင့်အခုဥပဒေဟာတရုတ်ကလုံခြုံရေးဆိုင်ရာကုမ္ပဏီတွေအတွက်ရည်ရွယ်တာတသက်ဖြစ်ပါတယ်။ငါတို့အယူ CEO ကမဲလို့ကြွေးကြော်ကြပြီး တတ်မဲ့စီးကိုဆိုတဲ့ဝါရဖြန့်ဇကားကိုရိုက်ကူးထုတ်လွှင့်ခဲ့တဲ့စစ်ကောင်းဆောင်အဖွဲ့များကအာနာသိန်းကာလအတွင်းမှာတရုတ်လုံခြုံရေးကုမ္ပဏီတွေအနေနဲ့ CEO ကိုတောင်ခွကျော်စရာမလိုပဲမြန်မာပိုင်နဲ့အတွင်းကိုပင့်ဖိတ်ခေါ်ဆောင်ခြင်းခံရတဲ့သဘောကို တွေ့ရပါတယ်။အဲဒီလိုပင့်ဖိတ်ခံရတဲ့တရုတ်လုံခြုံရေးကုမ္ပဏီတွေကိုလေးလာကြည့်တဲ့အခါရုရှားနိုင်ငံကဝန်ကာဂရုနဲ့ United States က Black Water ကုမ္ပဏီတွေလိုလုံခြုံရေးဆိုင်ရာဝန်ဆောင်မှုပေးနိုင်တဲ့အဆင့်ထိမရောက်သေးတာကိုလည်းတွေ့ရပါတယ်။ ဒါအပြင်ပြင်ပမှာရှိတဲ့တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကိုကာကွယ်ပေးတဲ့တရုတ်လုံခြုံရေးကုမ္ပဏီအရေးအတွက်ဟာ20ကျော်သာရှိသေးကြောင်းလည်းသိရပါဗျ။မြန်မာကိုလာမဲ့တရုတ်လုံခြုံရေးကုမ္ပဏီဝန်ထမ်းတွေဟာစစ်ကောင်စီရဲ့အကူအညီကိုရယူပြီး Bad and Road Initiative BRI နဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေမှာလုံခြုံရေးဆိုင်ရာဝန်ဆောင်မှုပေးမဲ့သဘောကိုတွေ့ရပါဗျ။တရုတ်ဘက်ကဝန်ကြီးခီးစင်မှာထပ်မံအဆိုပြုထားတယ်လို့သိရတဲ့ BRI နဲ့ဆက်ဆက်တဲ့တရုတ်မြန်မာစည်းကမ်းမှာ ယထာလန်နဲ့အတူရေနံနဲ့သဘာဝဓာတ်ငွေပိုက်လိုင်းနှစ်ခုပါဝင်ကြောင်းတွေ့ရပါတယ်။မြန်မာပြည်တွင်းမှာရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်ကနေရခိုင်ပြည်နယ်ကြောက်ဖြူအထိချိတ်ဆက်ပေးမယ်လို့လည်းသိရပါတယ်။ဒါကြောင့်တရုတ်အရက်ဖတ်လုံခြုံရေးအဖွဲ့တွေဝင်ရောက်လာတဲ့ကိစ္စဟာရခိုင်ဒေသတစ်ခုတည်းပဲရင်ဆိုင်ရမယ့်ကိစ္စမဟုတ်ပဲတရုတ်မြန်မာစီးပွားရေးဈေးညံတစ်ချောင်းနဲ့မြန်မာနိုင်ငံအတွင်းကတရုတ်စီမံကိန်းတွေအထိမှတ်ယူရမှာပဲဖြစ်ပါတယ်။လက်တလောကာလမှာရှမ်းမြောက်ကမြောက်ပိုင်းမဟာမိတ်နှစ်ဖွဲ့ဟာ တရုတ်ရဲ့ဖိအားပေးမှုကြောင့်စစ်ကောင်စီနဲ့ဆွေးနွေးပွဲတွေဆောင်ရွက်နေရပါတယ်။တရုတ်ကသူ့အကျိုးစီးပွားအတွက်တိုင်းရင်းသားလက်နက်ကိုင်တွေကိုအပြည့်အခက်ရစဲရေးအတွက်ဖိအားပေးနေခြင်းလည်းဖြစ်ပါတယ်။ဒါကြောင့်တရုတ်မြန်မာစီးပွားရေးဈေးညံစီမံကိန်းစတင်တဲ့အခါမှာနေမီအလိုက်တော်လိုင်းရင်အားစုတွေအနေနဲ့လေအနည်းနဲ့အများဆိုသလိုတရုတ်ရဲ့ဖိအားကိုခံရပွဲရှိနိုင်ပါတယ်။အခုရက်ပိုင်းအတွင်းမှာ TNN လေးဘက်ကလည်းတရုတ်ရဲ့ဖိအားကြောင့်သာ စစ်ကောင်စီနဲ့တွဲဆုံဆွေးနွေးနေကြတာကြောင့်ထုတ်ပြောခဲ့တာကိုတွေ့ရပါတယ်။စစ်ကောင်စီနဲ့ဆွေးနွေးခဲ့ကြတဲ့ MNDA နဲ့ PNNA တို့ရဲ့ဆွေးနွေးပွဲတွေကိုကြည့်တဲ့အခါစစ်ကောင်စီကတရုတ်ပြည်အားနဲ့အတူနယ်မြေတွေကိုပြန်တောင်းတာကိုတွေ့ရပါတယ်။တိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေရဲ့တောင်းဆိုတဲ့အချက်တွေကိုအလေးမထားဘဲစစ်ကောင်ဆောင်ရဲ့စစ်ရှုံးနဲ့အချက်ကိုဖုံးမှုအတွက်နယ်မြေတွေပြန်တောင်းဖို့ကိုသာစစ်ကောင်စီကိုယ်စားလှယ်ကဆွေးနွေးခဲ့တာကိုတွေ့ရပါတယ်။အခုရပိုင်ထပ်မံထွက်ပေါ်နေတဲ့သတင်းတွေအရအရက်ခတက်တော် AA ကလည်း ်စစ်ကောင်စီနဲ့တွဲဆုံဆွေးနွေးရန်ရှိကြောင်းသိရပါတယ်။အေကလက်တလောကာလမှာတော့စစ်တွေနဲ့ကြောက်ဖြူကိုစီရေးအယဖီအားပေးကထိုးစစ်ဆင်နေပါတယ်။စီရေးအယတာလုံနေတဲ့အေအနေနဲ့ကြောက်ဖြူနဲ့စစ်တွေကိုရခိုင်ကတိုက်ခိုက်ခဲ့တဲ့ဒေသတွေလိုအကွက်ချပြီးအပိုင်းလိုက်တိမ့်ပိုက်သွားနိုင်ပါတယ်။ဒါကြောင့်လည်းစစ်ကောင်စီကတရုတ်လုံခြုံရေးကုမ္ပဏီကဝန်ထမ်းတွေကိုစီရေးတင်းမာနေတဲ့ကာလအတွင်းကြောက်ဖြူကိုအရောက်ပို့နေခြင်းလို့ယူဆလို့ရနိုင်ပါတယ်။ လူသားတိုင်းအသုံးပြုရမှာနာမည်ကြီးတဲ့မြန်မာစစ်တပ်အနေနဲ့အခုလိုကြံစီနေတဲ့အကြံစီကပုံပြီးကြည်ပါတယ်။တရုတ်နိုင်ငံသားတွေကိုဂျားခန့်လူသားတိုင်းအဖြစ်ထားလို့ခြင်းဖြစ်ပါတယ်။သကောင်းနီကယ်စက်ယုံလိုပဲစစ်ကောင်စီတပ်သားတွေလက်နက်ချခဲ့ရင်တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာအလွယ်တကူတော်လှန်ရေးအင်အားစုတွေလက်ထဲကိုကျရောက်သွားနိုင်ပါတယ်။နေရာလုံခြုံရေးတွေကိုတရုတ်နိုင်ငံသားလုံခြုံရေးအဖွဲ့ဝင်တွေနဲ့အစားထိုးရင်တော်လိုင်းရင်အားစုတွေအတွက်တိုက်ခတ်ရန်ကန့်သက်ချက်တွေလည်းဖြစ်ပေါ်လာစေမှာဖြစ်ပါတယ်။ ဒါကြောင့်စစ်ကောင်စီဟာတရုတ်နိုင်ငံသားလုံခြုံရေးအဖွဲ့အစည်းတွေကိုတိုက်ပွဲတွေအကြမရောက်ရအောင်ဥပဒေပါပြင်ဆင်ရေးဆွဲပြီးဆွဲသွင်းနေတာဖြစ်ကြောင်းယူဆရမှာပဲဖြစ်ပါတယ်ရှင်။